ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့မော်ဖိုးကေစခန်းကိုအချိန်တိုတွင် KNU လက်အောက်ခံပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အောင်ခန့်တင်ပြပို့ထားပါတယ်ရှင်။ကင်းမီနယ်လိုင်းမွဲမြို့နယ်ပိုင်ကျုံမြို့ကြော်ကိတ္တရွာနဲ့မော်ဖိုကေရွာကြားမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုကေစကန်ကိုဂရန်ယူလောင်းကံပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။မေလ19ရက်နေ့မွန်းလတနားရီလောက်ကစစ်ကောင်စီတပ်စကန်ကိုဂရန်ယူလောင်းကံပူပေါင်းတပ်တွေကဒုံးနေနဲ့စတဲ့တိုက်ခိုက်ပြီး ညာဘက်မှာတည်ယူနိုင်ခဲ့တာပါဒီကဒေဇတ်တွေကင်းစင်သွားလို့ဆိုရင်အဲမှာအလုပ်လုပ်ရတာအင်းနဲ့အားနဲ့ပို့လုပ်နိုင်ပေါ့။ဒေဇတ်မှာရှိနေပြီးတော့ကျွန်တော်တို့ကလောက်ကြောမလုပ်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့။ငယ်စားတဲ့ပုံစံတော့သူတို့သူတို့အစီအကိုဆက်ဖို့အတွက်အားအင်းတွေပူပေါင်းလာမှာပေါ့။စုပွက်မှုတွေပူပေါင်းလာမှာ။ဟိုကနေရာပြန့်ကျဲနေတဲ့ခါကျတော့ ဟိုမှာလည်းလိုအပ်ချက်စီဒီမှာလည်းလိုအပ်ချက်စီဟို PRD ပြရလဲဆိုတော့အလုံးလောက်ရတာလေဟိုတင်တလောက်ခင်းမပေါ့တာလေးကြည့်တော့ဟွန်းနေသက်ကင်းဝိုင်းတော့အဲထဲမှာပွဲလေးကိုကောင်းလာမှာပုံပြရတာပေါ့ကျွန်တော်ဒုနဲ့တဲ့နဲ့အင်းနဲ့အာနဲ့ယုံနိုင်မဲ့နေသားမျိုးတွေရှိတာပေါ့စစ်ကောင်စီရဲ့မော်ဖိုကေတက်စကန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အား30လောက်နဲ့အခြေကျတက်ဆွမ်းနေတာပါတိုက်ပွဲတွင်ထိခိုက်သေးဆုံးမှုနဲ့ဒိန်းစီရမိတဲ့လက်နက်ခရံအသေးစိတ်ကိုတော့မသိရသေးပါဘူး နှစ်ဖက်တိုက်ပွဲတွေကြောင်းဒေသခံပြည်သူတရာလောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးသိမ်းရှောင်ခဲ့ရပါတယ်အခုအခုလောလောဆယ်တော့သူတို့တော့ဟိုဖိလစ်ပင်းလဲဆိုတော့သူတို့ထွက်ပြေးနေရအထွက်ပြေးလာရတဲ့အချိန်မှာတော့သူတို့အထွက်အခွဲများစွာနဲ့သူတို့ရေဆိုင်နေရတယ်ဒါပေမဲ့လို့သူတို့ထွက်ပြေးလာတော့ဒီအာဒီထိုင်းနယ်နယ်စပ်ဘက်ကိုဖျက်ကျော်မှုဟာသူတို့အထက်ခဲရှိတယ်ဒီထိုင်းနေလဲပိတ်ထားတာရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ သူတို့ပိတ်ထားတဲ့အတွက်အာဘယ်လိုပြောမလဲကျွန်တော်တို့ကအာအဲသူတို့ရဲ့အခွင့်အရေးပေါ့နော်သူတို့ဒီဝင်လာတဲ့ဟာကိုသူတို့ရဲ့အခွင့်အရေးမပိတ်ပြောင်းလို့ဘာဖြစ်လဲဆိုတော့အခုအချိန်မှာဒီလိုတိုက်ပွဲတွေဖြစ်နေတော့ပြန်မှုကလည်းမရေဘူးအခြေအနေကလည်းဆိုးနေတဲ့အခြေအနေဖြစ်ပေါ့နော်အဲဒါကြောင့်မလို့ ကဲမြို့သားစီယုံကဲအုံတက်မခွင့်နေမီလိုင်းဝဲမြို့နယ်ဒေါနာတောင်ရှေ့ချမ်းထိုင်းနယ်ဇက်တလျှောက်တက်ဆွဲထားတဲ့စစ်ကောင်ကြီးတက်စကန်နေတဲ့ကဘူလူတူ ခလေရေတခေါပီခီမော်ဘာတူစကန် တာလေပြူဝါနဲ့မဲလာစကန်တွေကိုကဲအုံတက်မခွင့်နေလောက်ခံပူအောင်တက်တွေကတင်းယူပြီးဖြစ်တယ်လို့သိရပါဗါတယ်ကျွန်တော်အောင်ခံပါ